ခုနှစ်အာရှအမျိုးသမီးချန်ပီယံလိပြိုင်ပွဲဝင်ဂျပန်ကလပ်တိုဂျိုဗာဒီတင်းကတော့ Ancient ISP အသင်းအတွက် တတိထားရမယ့်ပြိုင်ဘက်ကောင်းတသင်းဖြစ်ပါတယ်။တိုဂျိုဗာဒီတင်းဟာဂျပန်ပြည်ရင်းကစားသမားတွေနဲ့အထူးအဖွဲ့စည်းထားပြီးဂျပန်အမျိုးသမီးဘောလုံးလောကရဲ့အအောင်မြင်ဆုံးအသင်းလည်းဖြစ်ပါတယ်။တိုဂျိုဗာဒီတင်းဟာအာရှအမျိုးသမီးချန်ပီယံလိဆုဖလာကို2019ခုနှစ်ကနောက်ဆုံးရခဲ့ပူတဲ့အသင်းလည်းဖြစ်ပါတယ်။ အမှတ်ပေးချန်ပီယံ18ကြိမ်နဲ့ဂျပန်အင်ပါယာဖလားချန်ပီယံဖြစ်ထားခဲ့တဲ့တိုတိုဘာဒီသင်းဟာ2024-2025ရာသီဝီလိချန်ပီယံဖြစ်ထားတာကြောင့်အာရှမျိုးသမီးချန်ပီယံလီကိုတိုက်ရိုက်ဝင်ခွင့်ရထားတဲ့အသင်းလည်းဖြစ်ပါတယ်။အမျိုးသမီးအကယ်ဒမီကိုပိုင်ဆိုင်ထားတဲ့အတွက်ဂျပန်ပြည်ရင်းကစားသမားကောင်းတွေကိုစင်စက်မပြတ်မွေးထုတ်ပေးနေတဲ့တိုတိုဘာဒီသင်းဟာကစားသမားတွေကိုအခြေခံကစပြီးစနစ်တကျတင်ကြားထားတဲ့အသင်းဖြစ်တာကြောင့်စောင့်ကြည့်ရမှာပါ။ပြည်ရင်းလီတွေမှာ လေးလေးနှစ်ကစားကွက်ကိုအခြေခံတယ်လို့နိုင်ငံတကာပွဲတွေမှာတော့သူတို့အသင်းဟာ433ကစားကွက်ကိုဦးစားပေးတုံးတက်တဲ့အသင်းလည်းဖြစ်ပါတယ်အသင်းရဲ့အဓိကတိုက်စစ်မှုနှစ်ဦးဖြစ်တဲ့ယူဇူဟိုရှီအိုကိုရှီနဲ့ ယူဇူကီယာမာမိုတိုတို့ဟာလက်ရှိကလပ်အသင်းမှသာမကဂျပန်အမျိုးသမီးအသင်းမှပါအတွဲညီညီခြေစွမ်းပြနေတဲ့ကစားသမားတွေဖြစ်ပါတယ်။အသက်28နှစ်အရွယ်ဂျပန်လက်ရွေးစင်တိုက်စင်မိုယူဇူဟိုရှိဟိုကိုရှိယာဒီယာတီကမှဥရာဝါရက်အသင်းကနေပြောင်းရွှေ့လာခဲ့ပြီးလက်ရှိမှာအသင်းအတွက်12ပွဲကစားပြီးချိန်မှာတော့9ဂိုးထိသွင်းယူထားတဲ့ကစားသမားတို့ဖြစ်ပါတယ်။အသက်23နှစ်အရွယ်တိုက်စင်မိုယူဇူကီယာမာမိုတိုဟာလည်းဂျပန်လက်ရွေးစင်အသင်းအတွက်အားထားနေရသလိုရှိဟိုကိုရှိရဲ့သွင်းကိုးတွေမှာ အဓိကပါဝင်ပတ်သက်ထားခဲ့တဲ့ကစားသမားတဦးဖြစ်ပြီးဒီရာသီမှာလက်ရှိအချိန်အထိတိုဂျိုဗာဒီအသင်းအတွက်ဂိုးဖန်တင်းမှု၅ချိန်ပြုလုပ်ထားနိုင်ခဲ့တဲ့ကစားသမားတဦးဖြစ်ပါတယ်။တိုဂျိုဗာဒီအသင်းဟာနိုဝင်ဘာလ12ရက်နေ့မြန်မာစံတော်ချိန်ညနေ3:00နာရီချိန်ရန်ကုန်မြို့တူနာဘောလုံးကွင်းမှာ ISB အသင်းနဲ့အောက်စုတွင်ဒုတိယပွဲစဉ်ကိုကစားမှာဖြစ်ပါတယ်။တိုဂျိုဗာဒီအသင်းဟာနိုဝင်ဘာလ9ရက်နေ့မှာတော့မြောက်ကိုရီးယားကလပ်နာဂိုရောင်းအသင်းနဲ့မြန်မာစံတော်ချိန်ညနေ3:00နာရီမှာအောက်စုတွင်အဖွင့်ပွဲစဉ်ကိုရှင်ပြိုင်ကစားသွားမယ်လို့သိရပါတယ်ရှင်။